ဂွာမာအကြီးဆုံးငလင်ကြီး၃ခုနဲ့တိုက်ဆိုင်မှုများ1960ပြည့်နှစ်မေလ22ရက်နေ့မှာဂွာသမိုင်းမှာ အကြီးမားဆုံးငလင်ကြီးပြင်အား9.5နဲ့ချီလီနိုင်ငံမှာလှုပ်ခတ်သွားခဲ့ပါတယ်။ငလင်ကြီးမလှုပ်ခင်တရက်နှစ်ရက်လောက်အလိုမှာပုံမှန်ပြထားတဲ့အတိုင်းဗီနက်ချိုရဲ့နေချိုရဲ့နပ်ပကျွန်းချိုရဲ့တဒန်းနဲ့ကြပါတယ်။ကဘာရဲ့လရဲ့မားချိုရဲ့တဒန်းနဲ့ကြပါတယ်။ မာဂျိုရဲ့မာဂျူရီဂျိုရဲ့ယူရေနပ်ဂျိုရဲ့တံတန်းနဲ့ကြပါတယ်။မာဂျူရီဂျိုနေနဲ့ဂျူပီတာဂျိုတံတန်းနဲ့ကြပါတယ်။2004ဒီဇင်ဘာ25 26အင်ဒိုနီးရှားနိုင်ငံဆူမာထရာကျွန်းအနီးမှာကမ္ဘာဒုတိယအကြီးဆုံးငလျင်ကြီးပြင်းအား9.3နဲ့လှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီရက်ပိုင်းတွေမှာလည်းပုံတွေပြထားတဲ့အတိုင်းလရဲ့ကမ္ဘာရဲ့ မာဂျူရဲ့တံတန်းနဲ့ကြပါတယ်။မာဂျူရီဂျူရဲ့နေရဲ့ယူရီနတ်ဂျူရဲ့တံတန်းနဲ့ကြပါတယ်။လရဲ့ကဘာရဲ့ဘီနတ်ဂျူရဲ့တံတန်းနဲ့ကြပါတယ်။လရဲ့ကဘာရဲ့မာဂျူရီဂျူရဲ့တံတန်းနဲ့ကြပါတယ်။နေရဲ့ဘီနတ်ဂျူရဲ့မာဂျူရဲ့တံတန်းနဲ့ကြပါတယ်။လရဲ့ကဘာရဲ့နေရဲ့တံတန်းနဲ့ကြပါတယ်။ဘီနတ်ဂျူရဲ့မာဂျူရီဂျူရဲ့ကဘာရဲ့တံတန်းနဲ့ကြပါတယ်။ 1964မတ်လ2928ရက်မြန်မာတော့အလာစကာမှာကမ္ဘာတတိယအကြီးဆုံးငလင်ကြီး ပြင်အား9.2နဲ့လောက်ခတ်ခဲ့ပါတယ်။အဲ့ဒီရက်ပိုင်းတွေမှာလည်းပုံမှာပြထားတဲ့အတိုင်းမားဂျိုရဲ့မားဂျူရီဂျိုရဲ့ယူရီနက်ဂျိုရဲ့တဒန်းနဲ့ကြပါတယ်။လရဲ့ကမ္ဘာရဲ့မားဂျိုရဲ့တဒန်းနဲ့ကြပါတယ်။မားဂျိုရဲ့ဗီနက်ဂျိုရဲ့ယူရီနက်ဂျိုရဲ့တဒန်းနဲ့ကြပါတယ်။ လရဲ့ကဘာရဲ့နေရဲ့တဒန်းနဲ့ကြပါတယ်။မာဂျူရီဂျိုရဲ့ဗီနတ်ဂျိုရဲ့ယူရီနတ်ဂျိုရဲ့တဒန်းနဲ့ကြပါတယ်။ဒီလိုဂျိုရီတဒန်းနဲ့ကြတဲ့ရက်သို့မဟုတ် နောက်တစ်ရက်နှစ်ရက်သုံးရက်လောက်မှကဘာမြေဆွဲအားအနှဲငယ်အပြောင်းလဲရှိတတ်ပါတယ်။ဒီအပြောင်းလဲတွေကြောင့်ငလျင်ကြီးတွေလှုပ်ခတ်တတ်ပါတယ်။လှုပ်ခတ်မယ်ဟု အတိအကျမဆိုနိုင်ပါလိမ့်လာနေစေပညာရဲ့အသက်ဖြစ်ပါတယ်။သို့တော့ သတိထားရပါမယ်။အလွန်ထူးခြားတာတစ်ခုကကဘာရဲ့လရဲ့မားချူရဲ့သို့မဟုတ်လရဲ့ကဘာရဲ့မားချူရဲ့တံတန်းနဲ့ကြာနေတဲ့အချိန်တွေမှာနိုင်ပလက်ငလင်ကြီးတွေနဲ့သွားပြီးတိုက်ဆိုင်မှုရှိနေတာကိုတွေ့ရှိရပါတယ်။ဘာကြောင့်လဲဆိုတာကတော့မသိပါဘူး။မလ28ရက်2025မန်းလေးစကိုင်းငလင်ကြီးပြင်းအား7.7နဲ့လောက်ကခါနေရပ်ပိုင်းတွေမှာလည်း အောက်ပါအတိုင်းဂျိုးရီတံတန်းနဲ့ကြခဲ့ပူပါတယ်။ကဘာရဲ့လရဲ့စနေဂျိုးရဲ့တံတန်းနဲ့ကြပါတယ်။ကဘာရဲ့လရဲ့ဘီနတ်ဂျိုးရဲ့တံတန်းနဲ့ကြပါတယ်။ကဘာရဲ့လရဲ့နပ်ကျွန်းဂျိုးရဲ့တံတန်းနဲ့ကြပါတယ်။ကဘာရဲ့လရဲ့မာဂျူရီဂျိုးရဲ့တံတန်းနဲ့ကြပါတယ်။ဒါပေမဲ့အစိုးရအကောင့်တစ်ခုကမန္တလေးစကိုင်းငလင်ကြီးလောက်ကဆင်ကကဘာရဲ့လရဲ့မာဂျူသုံးဟုတ် လာရဲ့ကဘာရဲ့မားဂျိုရဲ့တဒန်းနဲ့ကြတာမျိုးမဖြစ်ခဲ့ပါဘူးတကယ်လို့သာအဲ့ဒီဂျိုသုံးလုံးအတွဲသာတဒန်းနဲ့ကြခဲ့မှဆိုရင်ဒီထက်ပိုပြီးအင်အားကြီးသွားနိုင်မလားဆိုတာကတော့ဖျားပဲသိနိုင်မှာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ပါအတိတ်သမိုင်းကိုပြန်ကြည့်မှဆိုရင်တိုက်ဆိုင်မှုတွေရှိနေတာကတော့ထူးဆန်းနေပါတယ်ဘယ်လိုအကြောင်းတရားတွေကြောင့်ဒီလိုဆက်ဆက်ပြီးတိုက်ဆိုင်မှုတွေဖြစ်နေရတယ်ဆိုတာကတော့ကျွန်တော်လည်းသေချာမသိပါဘူးအဓိကပြောချင်တာက ခုလာမဲ့ဂျွန်28 29 30ရက်တွေမှာလဲပုံတွေမှာပြထားတဲ့အတိုင်းပဲမာဂျူရီဂျိုရဲ့ဘီနတ်ဂျိုရဲ့စနေဂျိုရဲ့တဒန်းနဲ့ကြပါတယ်။မာဂျူရဲ့မာဂျူရီဂျိုရဲ့နပ်ကျွန်းဂျိုရဲ့တဒန်းနဲ့ကြပါတယ်။ဘီနတ်ရဲ့မာဂျူရီရဲ့မားရဲ့တဒန်းနဲ့ကြပါတယ်။ကဘာရဲ့လာရဲ့မာဂျူရဲ့တဒန်းနဲ့ကြပါတယ်။မာဂျူရီဂျိုရဲ့ဘီနတ်ဂျိုရဲ့နပ်ကျွန်းဂျိုရဲ့တဒန်းနဲ့ကြပါတယ်။ မားချိုရဲ့ဘင်းနတ်ချိုရဲ့နပ်ကျွန်းချိုရဲ့တတန်းနဲ့ကြပါတယ်။ဂျွန်300ရင်းနဲ့နောက်ပိုင်းရက်တွေမှာ အထူးသတိထားရမှာကကဘာရဲ့လရဲ့မားရဲ့တတန်းနဲ့ကြတာကပြန်လာပါတယ်။ဒါကြောင့်ဂျွန်လကောင်ရက်ပိုင်းတွင်နဲ့ဇူလိုင်လအစပိုင်းရက်တွေမှာနိုင်ပလက်ငလင်ကြီးတခုခုနဲ့တိုက်ဆိုင်မှုနောက်တစ်ခုများဖြစ်ပေါ်လာမလားဆိုတဲ့စိုးရိမ်စိမ်းနဲ့သတိပေးခြင်းလို့တေချာသူတေသနာပြုတ်ပြီးဒီစာကိုရေးလိုက်ခြင်းဖြစ်ပါတယ်။အထူးသဖြင့် ပစိဖိတ်သမုဒ္ဒရာပတ်ဝန်းကျင်ကိုအလွန်စိုးရိမ်ပါတယ်။တိုက်ဆိုင်မှုရှိလာသည်ဖြစ်စေမရှိလာဘူးဖြစ်စေဂျွန်လကောင်ရက်ပိုင်းတွင်နဲ့ဇူလိုင်လအစပိုင်းရက်တွင်မှာအထူးသတိနဲ့နေထိုင်နေပါတယ်။ငလင်ပြင်းအား7ဘလတ်8ဘလတ်9ဘလတ်ဘာမဆိုဖြစ်နိုင်ခြေရှိပါတယ်။အလွန်အင်အားကြီးငလင်ကြီးတွေနဲ့ဆူနာမီတွေဖြစ်လာနိုင်လို့ပင်လယ်နဲ့နေရာတွေကိုလည်းကြိုတင်ပြီးရှောင်ရှားထားတင်ပါတယ်။ဖြစ်မဲ့လို့ တိတိကျကျတော့မပြောနိုင်ပါဘူးဂျိုနေလကဘာနေထားခြေနေတွေကြောင့်ကဘာဆွဲအားအနှဲငယ်ပြောင်းလဲခြင်းနဲ့ငလျင်တိုက်ဆိုင်မှုရှိမရှိရတော့နေပညာအသစ်ဖြစ်နေလို့ပညာရှင်တွေလေ့လာနေစေပါသူတေသနာတွေအရတိုက်ဆိုင်မှုတွေလည်းရှိနေပါတယ်ဒီပညာရအသစ်ကိုကျွန်တော်ကိုယ်တိုင်လည်းစတင်လေ့လာနေစေအနိုင်ဆုံးအဆင့်မှာဒါပေမဲ့ဂျိုရဲ့တန်းနဲ့ကြတာတခုလည်းကိုကြည့်ပြီးအတက်ပြောလို့တော့ မပြည့်စုံမမှန်ကန်နိုင်သေးပါဘူးအဲ့ဒီရပ်ပန်းတွေမှာဖြစ်ပေါ်လာမဲ့ဆိုလာကိုရိုနယ်ဟောတွေရဲ့အခြေအနေတွေကိုလည်းထက်သွင်းစဉ်းစားဖို့လိုအပ်ပါသေးတယ်ဒါကြောင့်လာကောင်ရဲ့နီးလာတော့မှကိုရိုနယ်ဟောတွေရဲ့အခြေအနေကိုကြည့်ပြီးပြန်ကွန်ဖန်းလုပ်ရပါမယ်ကိုရိုနယ်ဟောတွေကကမ္ဘာပေါ်တက်ရောက်မှုရှိတဲ့အနေအထားရောက်နေတာတွေရောကြုံဆုံလာခဲ့ကြမယ်ဆိုရင်တော့အလွန်ကြောက်စရာကောင်းပါတယ်အဲ့ဒီနှမျိုးစလုံးတိုက်တိုက်ဆိုင်ဆိုင်ကျုံးလာရင်တော့ စ်နိုင်ခြင်းအလွန်များသွားပါပြီ။ဒါကြောင့်လာကောင်ရဲ့နီးလာတော့မှကိုလိုနယ်ဟောအခြေအနေတွေကိုကြည့်ပြီးတေချာပြန်တင်ပြပေးပါဦးမယ်။တကွာလုံးအတွက်သတိထားရပါမယ်။ချင်းချောက်နေရလည်းမဟုတ်တလို့ဘယ်သူမှတော့အတိအကျကြိုတင်ပြီးမသိနိုင်ပါဘူး။သို့တော့ဂျွန်လာကုံနဲ့ဇူလိုင်လအစပိုင်းရက်တွေမှာ အကောင်းဆုံးကိုမျှော်လင့်ထားပြီးအစိုးဆုံးအတွက်ဒိဋ္ဌိဝရိယကြိုတင်ပြင်ဆင်မှုတွေနဲ့နေထိုင်ကြမယ်ဆိုရင်တော့ ။ဘာမှအကျိုးရုပ်เสียရမျက်နာเสียရမရှိနိုင်ပါဘူး။တကွာလုံးဘေးကင်းကြပါစေ။ Kevin Ever Power